တဘာဝတရားကြီးကအန်အောဆီယာရီနဲ့ပြည်နယ်နေတလို့ဒရိတ်ဆန်လေးတွေပေါင်ဖွာလာပုံကလည်းအန်အောဆီယာရီနဲ့ပြည်နယ်လို့နေပါတယ်။အကောင်ပေါက်လေးတွေမွေးတာရှိတလို့ဥရီအဆုံးလိုက်ပြုံးလိုက်ပေါက်တာတွေလည်းရှိတာပေါ့။ဒီကနေ့ထော့ပြမားနေပြောပြပေးသွားချင်တာကကင်မရာမှာရှိုက်ကူးမိထားတဲ့ဒရိတ်ဆန်လေးတွေမွေးဖွာပုံကြောင့်နေပဲဖြစ်ပါရဲ့ရှင်။ Subscribe နဲ့ခေါင်းလောင်းလေးနေပြီးတော့အားပေးသွားကြပါအောင်နော်။ကျေးဇူးများကြီးတင်ပါတယ်။ဒါဆိုရင်တော့ဆက်လိုက်ပါပြီ။ကျမကတော့ခိုင်ပါရှင်။ဆင်ွေး ဆယ်တွင်ရခေါင်းကနေအရင်မွေးတက်ကြပြီးတော့အလေးချိန်က198ပေါင်နဲ့264ပေါင်တွင်သာရှိတတ်ပါတယ်။ဆန်ပေါက်လေးတွေမွေးတဲ့အခါမှာပြုတ်ကျတဲ့ဓာတ်တွေကိုတက်တာစီဖို့အတွက်အကာအကွယ်အမေးပါလေးတွေကနေတစ်ဆင့်ထွက်လာတတ်ကြတာပါ။မမွေးခင်လေးမှာလေးနှစ်လောက်ကဘိုက်ထဲမှာနေရပြီးမွေးပြီးတော့6နှစ်လောက်ထိမိခင်ဆန်မကြီးတွေကပဲခရုစိုက်ပြရပါတယ်။အိုးဆယ်လေးမွေးနေတာကိုကြည့်လိုက်ကြပါအောင်ရှင်။ငါးလက်ထုံး ၅လက်ထုံတွေရဆိုရင်တော့၅လက်မကနေ15လက်မအထိအရွယ်စားရှိတဲ့၅လက်ထုံပေါက်လေးတွေကိုမွေးကြပါတယ်။ဖွံ့ဖြိုးဆဲတရီသားလားဟာဆိုရင်တော့ဥနှစ်ကနေတစင်အာဟာရဓာတ်တွေရရှိပြီးတော့အနှစ်ကုန်ခံသွားပြီဆိုတာနဲ့တပြိုင်တည်းမိခင်၅လက်ထုံမကြီးကနှုတ်ရင်နဲ့တူတဲ့အာဟာရပြည့်ဝနေရဲ့အရေးတွေကိုထုတ်ပေးတာပါ။အကောင်လေးတွေကမိခင်ခန္ဓာကိုယ်ထဲမှာပဲဥအားနေပြီးတော့အကောင်ပေါက်ကအပြေဝကြီးထွားပါတယ်။မွေးပြီးတော့အပြင်ကိုရောက်ပြီးဆိုတာနဲ့တပြိုင်တည်းတန်းပြီးတော့ရေကူးနိုင်ပြီးကိုဝမ်းကိုတန်းပြီးတော့ထိန်ချောင်းနိုင်ပါရဲ့ရှင်။ တက်ကလအောက်တက်ကလအောက်တွေကအပြင်ကိုအကောင်လိုက်မရောက်ခင်မှာအဆန်တဆင်းကိုဖြတ်ကျော်ရပါတယ်။သူတို့ဟာ၆ပေခွဲမြင်းတဲ့နေရာကနေဆင်းလာရပြီးရှေ့ခြေထောက်အရင်ထွက်လာကခန္ဓာကိုယ်ကနောက်ကနေဖြည်းဖြည်းချင်းထွက်လာပါတယ်။တက်ကလအောက်အကောင်ပေါက်တွေရဲ့မွေးကင်းစပြန်းများအရက်မှာ9.9ပေရှိနေပြီးတော့ဥရောပယောက်ျားတစ်ယောက်ရဲ့ပြန်းများအရက်နဲ့ညှိမြပါတယ်ရှင်။အော်ရန်ဥဒန်လူဝင်း ကိုဝင်ဆောင်ချိန်မှာရှစ်လခွဲကြာမြင့်ပြီးတော့မွေးကင်းစာအော်ရန်အူတန်လူဝင်လေးတွေကမိခင်ကိုအယံကိုကပ်ပါတယ်။သူတို့ရဲ့လေပင်တွေကတအားကိုပြော့လာကြောင်းမိခင်တွေရပဲအမြဲကိုချိန်ပိတ်ထားရတာပေါ့။မွေးကင်းစာကလေးတွေအသက်ရှူလန်းကြောင်းမပိတ်အောင်လို့မိခင်လူဝင်ကြီးတွေကပဲအချွဲဖယ်ပြီးရပြီးတော့အသက်ရှူလို့ရအောင်လို့ပြုလုပ်ပေးပါတယ်ရှင်။ရှုံတွင် ရုံတွေရဲ့ကိုဝင်ဆောင်ကာလာကတော့တလားခန့်ကြာမြင့်ပြီးမွေးကင်းစအရွယ်မှာအမွေးမြင်မပါရှိဘဲနဲ့မျက်လုံးလည်းမမြင်ရပါဘူးတဲ့နော်။ရုံတွေကသူတို့ရဲ့အတိုက်ကိုစောက်ဖို့အတွက်မျက်တွေကိုအပူပေးပြီးတော့အချောက်ဖြစ်အောင်ပြုလုပ်တတ်ပါတယ်။သူတို့ကတိုသိတဲ့တတဝါတွေဖြစ်နေပြီးကလေးမမွေးခင်တိုင်းမှာလုံခြုံပြီးတော့ခြောက်ကြတဲ့နေရာတွေကိုအမြဲရှာလိရှိပါတဲ့ရှင်။ အနာကောနာမွေကိုဝင်ဆောင်စင်တွဲမှာအနာကောနာအမတွေကရေအိုင်နဲ့နဲ့တွေကိုရှာဖွေပြီးတော့မမွေးခင်အထိအဲ့ဒီမှာပဲနေတတ်တာပါကိုဝင်ဆောင်ကာလာကတော့၅လကနေ၉လအထိကြာတတ်ပါတယ်တခါမွေးပြီဆိုရင်တော့တားလောင်၆កောင်ကနေအကောင်၄၀အထိပေါက်တတ်တာပါအနာကောနာအကောင်ပေါက်လေးတွေကတော့မွေးကလေးကတိကျရက်တည်နိုင်ကြပါတယ်ရှင်အီယာမပန်တောင်း မွေးကစားပန်းနာပေါက်ဆလေးတွေရဆွေးတော့အကူညီမဲ့နေတတ်ပြီးအမြင်မဲ့အယောင်မဲ့လည်းဖြစ်နေတတ်ပါတယ်။ဒါကြောင့်မိခင်ပန်းနာမကြီးတွေကပဲသူတို့ရဲ့မျက်စိအောက်မှာရက်ပေါင်းများစွာထားပြီးတော့ပန်းနာပေါက်လေးတွေကိုဂယုတဆိုင်ပြုတ်စုပြုထောင်ပေးရပါတယ်ရှင်။တန်ပချုတ် သူတို့တွေကတစ်ကြိမ်ကိုဥနှစ်တန်းအထိဥတက်တာပါဒါပေမဲ့လည်း every day ကအနေငယ်လောက်သာအသက်ရှင်နိုင်ကြပါတယ်တံမချုံအထင်းနဲ့အမမေးလိုက်ပြီးရဲ့နောက်မှာတော့ဥနဲ့တုပ်ပိုးခေါင်လေးတွေကိုရေထဲကိုလှုပ်လိုက်ပါတယ်ဒီနောက် sales လေးတွေတရေအောင်လာပြီးတော့အမွေးနုလေးတွေဖုံးအုပ်ထားတဲ့စောက်ဝိုင်းပုံတံတတဝါလေးတွေဖြစ်လာခဲ့တာပါဒီနောက်တတဝါလေးတွေကနေအယိုးစုတွေဖြစ်လာပြီးကိုယ်တိုင်မျိုးပွားဖို့အတွက်အဆင်သင့်ဖြစ်လာကြပါရဲ့ရှင်။ Jackson ပုတ်တယ်ညုံ သူတို့တွေကအကောင်လိုက်မွေးတဲ့တက်တော်ဝါတွေဖြစ်ကြပါတယ်။တခြားပုတ်တင်ကြီးလိုမျိုးပါပဲ။ဥမအုပ်ဝယ်နဲ့အကောင်ပေါဖို့အတွက်အစင်းသင်းဖြစ်တဲ့အထိဥတွေကိုခန္ဓာကိုယ်ထဲမှာပဲထားထားတာဖြစ်ပါတယ်။တခါသားပေါက်ပြီးဆိုရင်တော့အကောင်30လောက်ထိပေါင်နိုင်ပါရဲ့ရှင်။ကြားမှာ ကျားမတွေကတော့မမွေးခင်ဆယ်ရက်ကနေဆယ်နှစ်ရက်တွင်မှဘလို့မှရှာမတွေ့နိုင်အောင်လို့ပြောင်းနေတတ်ပါတယ်။အဲ့ဒီရက်တွေမှာဆိုရင်တော့တာဖောက်ဖို့နေရာရှာရင်းနဲ့ပြားများနေတတ်ပြီးမွေးပြီးတဲ့ကလေးတွေကိုပြုစုစောင့်ရှောက်ဖို့လည်းအလုပ်တွေရှုပ်နေတတ်တာကြောင့်ပါ။တစ်ခါမွေးပြီးဆိုရင်တော့နှစ်ကောင်ကနေသုံးကောင်ထိမွေးတတ်ပေမယ့်တစ်ခါတည်းရံမှာတော့ခုနှစ်ကောင်ထိမွေးတတ်ပါရဲ့ရှင်။ ကြောက်စရဲပုံစံနောက်ကျောင်းနဲ့အိမ်မြောင်ဒီအိမ်မြောင်တွေကတစ်ခါမွေးပြီးဆိုရင်တော့တစ်ခေါင်းသုံးမဟုတ်နှစ်ခေါင်းသာမွေးတတ်ပြီးမိခင်အလေးချိန်ရဲ့သုံးပုံတစ်ပုံရှိတတ်တာပါအဲ့ဒီအလေးချိန်ကလူသားမိခင်တယောက်ကခုနှစ်နှစ်သားလေးတစ်ယောက်ကိုမွေးရတဲ့အတူတူလားပါပဲဒါကတော့အိမ်မြောင်မတွေကလေးမွေးတဲ့အခါမှာကြုံတွေ့ရတဲ့အခြေအနေပဲဖြစ်ပါရဲ့ရှင်ထီနာ ထီနာအမတွေကကလေးမွေးချိန်ရောက်တဲ့အခါမှာတော့တက်ကိုင်းကိုရှေ့လန်းနဲ့ဆွဲပြီးတွဲလောင်းချိန်နေတတ်ပါတယ်။ထီနာပေါက်ကလေးမွေးလာတဲ့အခါမှာတော့မိခင်ရဲ့ရင်ဘတ်စီတက်လာပြီးအမွေးတွေကြားထဲမှာမှီခိုနေတတ်ပါတယ်ရှင်။ခရင်ဘေငန်း သူတို့တွေကဥရေကို393ပေမြင်တဲ့ခြေကဘာတွေပေါ်မှာဥရေကိုဥတက်တာပါအဲ့ဒီအမြင်ကအထက်40မြင်တဲ့အစာအုပ်တစ်ခုရဲ့ပြန်များအမြင်နဲ့ညီများပါတယ်ဥကနေဘဲငန်းလေးတွေပေါက်လာတဲ့တပြိုင်တည်းကျောက်ဆောင်တွေပေါ်မှာတဘာဝပေါက်ပင်တွေမရှိတဲ့အတွက်အစာရေစာပြက်လက်ချင်တွေနဲ့ချက်ချင်းကိုကြုံတွေ့ရပါတယ်ရန်နှင်းငယ်ကြပြီးရနောက်မှာတော့ဘဲပေါက်လေးတွေကအတိုက်ကနေထွက်ပြီးအောက်ဖက်ကိုညင်ညင်တတနဲ့ဆန်းတက်နိုင်မှုစူးစမ်းရပါတယ်ရေမြင့် ကိုဝင်ဆောင်ကာလရှက်လာကြမြင်ပြီးရဲ့နောက်မှာတော့ကလေးမွေးဖို့အတွက် ရေမြင့်အုပ်စုစီကနေအဝေးကိုထွက်လာတတ်ပါတယ်။ကလေးမွေးပြီးရဲ့နောက်မှာလည်းရေမြင့်ပေါက်လေးတွေနဲ့အတူတူနေပြီးရေဘလို့ကူအောင်လဲဆိုတာသင်တန်းပြရပါတယ်ရှင်။အမွေးမပါတဲ့ကျွတ်သူတို့တွေကလှည့်မြန်စွာပေါက်ဖွားနိုင်တဲ့တတဝါတွေဖြစ်နေပြီးတော့အုပ်စုဖွဲ့နေထိုင်ကြတာကျွတ်ဘရင်မကဦးဆောင်ပါတယ်။ဘရင်မတကောင်တွေကသာမြို့အောင်နိုင်ပြီးတော့တစ်ချိန်ကို29ကောင်ထိအကောင်ပေါက်တတ်တာပါ။နိုးတိုက်တတဝါတွေထဲမှာပေါက်ပွားမှုအများဆုံးတတဝါလို့ပြောလို့ရပါတယ်ရှင်။ ဖြူကောင်ဖြူကောင်ပေါက်လေးတွေနဲ့စိုးတောင်တွေကဆွေးတော့မိခင်တဲ့အိမ်ထဲမှာရှိနေချိန်တွေမှာအလုံးကိုနူးညံ့နေတတ်ပါတယ်။မွေးပြီးကာမသာလေးနဲ့ထိပြီးတော့ချက်ချင်းကိုမာလာပြီးတော့ချွန်လာတတ်ပါတယ်ရှင်။ပင်လေရင်မြင့် မိန်လိုက်စင်အတွင်းမှာရေမြင်းထီးတွေကသူ့ရဲ့အစာအိမ်အိတ်ကိုဖွင့်လိုက်ပါတယ်။ရေမြင်းမကအဲ့ဒီအိတ်ထဲကိုဥရေဥချလိုက်ပြီးဥချလိုက်တဲ့ဥရေကိုအထီးကသုံးဘက်ကြာတည်ဆောင်ပြီးတော့မြို့အောင်စီရန်အတွက်ထိမ့်သိမ့်ပေးထားတာပါ။ရေမြင်းပေါက်လေးတွေပေါက်ဖို့အတွက်အစင်းသင်းဖြစ်တဲ့အချိန်မှာစပြီးတော့တောင်းဖွာရပါတယ်။ရေမြင်းထီးအားဆိုရင်တော့သူ့ရဲ့ကြွက်သားတွေကိုကြုံပြီးတော့အကောင်ပေါက်လေးတွေအပြင်ကိုထွက်လာအောင်လို့ညှစ်ထုတ်ရတာပါ။တစ်ချိန်တည်းမှာပဲရေမြင်းပေါက်လေးတွေအလုံးကစုပြုံပြီးတော့ထွက်လာကြပါရဲ့ရှင်။အီယာမာအာဖရိကခရူး JKU တွေကဒရိလိန်ရှိတဲ့တတဝါတွေဖြစ်နေပြီးအမမျိုးပွိုင်းအင်္ဂါရောအဖိုမျိုးပွိုင်းအင်္ဂါပါပါရှိတာပါခရုနှကောင်မိလိုက်တဲ့အခါမှာတရားဥကိုတယောက်ကမျိုးအောင်စီရန်အတွက်ထိမ့်သိမ့်ပေးတတ်ပါတယ်ရသက်တပတ်အနေငယ်ကြာပြီးရဲ့နောက်မှာတော့ဥရိပေါလာပြီးခရုပေါလီတွေထွက်လာပါတော့တယ်ခယူမကြီးရိဟာဆိုရင်တော့ခယူပေါင်လေးတွေကိုမိမိကိုယ်ကိုထိန်းကျောင်းနိုင်တဲ့အထိနောက်ကျောပေါ်မှာအမြဲကိုတင်းသွားလိမ့်ရှိပါရဲ့ရှင်။ကီဝီ ကီဝီဥတလုံးဟာဆိုရင်တော့ကီလိုဂရမ်တဝက်အထိအလေးချိန်ရှိနေနိုင်ပြီးကီဝီအမရီရဲ့အလေးချိန်က၄ပုံတစ်ပုံရှိတာပါအရှိအအပြင်းဆိုရင်တော့20စင်တီမီတာရှိပါတယ်ဥတွေကကီဝီမရီရဲ့ခန္ဓာကိုယ်အတွင်းမှာနေရာတော်တော်များများယူထားတဲ့အတွက်မီးဖွားဖို့အဆင်သင့်ဖြစ်တော်မယ့်အချိန်မှာကီဝီမရီကအစာစားခြင်းတွေကိုရပ်တန့်ရပါတယ်မီးဖွားပြီးတော့ရက်အနည်းငယ်အတွင်းမှာပဲအအပြန့်ပြည်လာဖို့အတွက်သေချာလေးနားပြရပါတယ်ရှင်အနဝါငါ ဂျင်ငါးမတွေကတစ်ချိန်ကိုဥယေတန်း300လောက်ပေါက်တတ်ပါတယ်။ဒါပေမဲ့ဥပေါက်လေးတွေကိုဥပြီးပြီးဆိုတာနဲ့မိခင်ငါးမကြီးကခရုံးမဆိုင်တော်တဲ့အတွက်သူတို့တွေကအနှဲငယ်သာအသက်ကြီးတဲ့အထိရှင်သန်နိုင်တာပါ။ရှားလန်အနေနဲ့ဆိုရင်တော့ဥတန်း300တွေကအနှဲငယ်သူမဟုတ်တရာဇန်လောက်သာအသက်ကြီးတဲ့အထိရှင်သန်နိုင်ပါရဲ့ရှင်။ Gabriel ဂါရီယယ်ဆိုတာကတော့မိချောင်းတစ်မျိုးဖြစ်နေပြီးကံမကောင်းစွာနေပါပဲအခုချိန်မှာမျိုးတုံးပြက်ွယ်သွားပြီးဖြစ်ပါတယ်သူတို့ရဲ့ဥတွေက9စင်တီမီတာရှည်နေပြီးအချင်းက9.5စင်တီမီတာရှည်ရပါဂါရီယယ်အမတွေကသူတို့ရဲ့ဥတွေကိုသဲရီထဲမှာမြှုပ်ထားတတ်ပြီးဥတွေကိုနေပူချိန်ကိုခံစီပါတယ်ဂါရီယယ်အမတကောင်ကတစ်ချိန်ကို35ဥကနေဥ60တိဥတတ်ပါတယ် မိခင်မိသားမကြီးတွေကကလေးတွေပေါက်လာတဲ့အထိအနားမှာစောင့်ရှောက်ပေးတတ်ပြီးကိုယ်တိုင်ခုခံကာကွယ်နိုင်တဲ့အရွယ်ကိုရောက်တဲ့အထိလည်းအမြဲကိုကာကွယ်ပေးနေတတ်ပါရဲ့ရှင်။ရွှေလင်းယုံနေ့စဉ်ရွှေလင်းယုံအမတကောင်မှအဖြူရောင်ဥတလုံးကနေပြီးတော့သုံးလုံးထိဥတက်ကအညိုရောင်နဲ့မိခုတ်ရောင်အဆက်ပြောင်လေးတွေလည်းပါနေတတ်ပါရဲ့။ဥတွေက9.5စင်တီမီတာရှည်လျပြီးအချင်းအားဖြင့်5စင်တီမီတာကနေ6စင်တီမီတာလောက်ထိရှည်တာပါ။ကိုမိုဒိုနဂါပဒတ် ိုမိုဒိုနဂါရီယာဆိုရင်တော့သူတို့ရဲ့ဥတွေက30စင်တီမီတာရှည်လျားပြီးအချင်းအဖြစ်6စင်တီမီတာရှိပါတယ်အလေးချိန်အဖြစ်200ဂရမ်ရှိတာပါနဂါမရီကဥရီမပေါက်ခင်ချိန်တိရှစ်လနဲ့ရှစ်လခွဲလောက်အမြဲကောက်ွဲစောင့်ရှောက်နေတတ်ပါတယ်။ဥကနေပေါက်လာတဲ့ဗရက်ပေါက်လီရီယာဆိုရင်တော့မိခင်ဗရက်ကြီးအန်ရဲတစုံတရာတွေ့နေတဲ့ချိန်မှာစိုးလိုမျိုးစိုးတဲ့အတွက်ချက်ချင်းဆိုသလိုအနီးနားမှာကပ်တစ်ပင်ပေါက်တက်သွားတတ်ပါတယ်ရှင်။ဂျိုးကြ ဂျိုးကြရီကတနည်းကိုဥနှလုံးဥနေပြီးတော့တက်အလုံးကို7စင်တီမီတာခွဲရှိက6စင်တီမီတာခွဲအချင်းရှိပါတယ်။တနည်းကိုဥနှလုံးဥပြီးရက်အနှဲငယ်ချပြီးတော့ဥတက်ပါတယ်။ဥရီကတော့တလားကြပြီးတော့မှပေါက်လာတတ်တာပါ။မပြန်တန်းတတ်တဲ့ဩစတြေးလျငှက်အီမူအီမူငှက်တရားဆိုရင်တော့15စင်တီမီတာကနေ28စင်တီမီတာထိရှည်နေပြီး2ကီလိုဂရမ်လေးချင်းရှိပါတယ်။အီမူဥတွေကစဆဥချင်းမှာအစိမ်းရောင်ရှိနေပြီးဥဖောက်တဲ့အချိန်မှာမိခိုးနဲ့ရောင်ကိုပြောင်းသွားခဲ့တာပါ။ ။ဤမူအမတကောင်ကတစ်ကြိမ်ကို15ဦးအနေ25ဦးထိဥတက်ပြီးဤမူအထီးတွေကတားပအောင်လို့ဥကိုဝယ်ပေးရပါတယ်။ဤမူထီးတွေကဥနာကိုဘသူမှအလာမခံမဲနဲ့ဤမူအမတွေတော့မှအလာမခံပါဘူးလေရှင်။ငတ်ကလအောင် သူတို့ရဲ့ဥတွေက27စင်တီမီတာရှိလျပြီး15စင်တီမီတာအချင်းရှိက2ကီလိုဂရမ်လေးချင်းရှိတာပါ။ငှက်ကလအုံးမတွေကတစ်ချိန်ကိုဥ20ရာနေ60အထိဥတက်ပါတယ်။ငှက်ကလအုံးဥတွေကဥဥဘုံအတွက်မြေပြင်ပေါ်မှာကျွင်းတူပိတ်တက်ပြီးတော့အမတွေကအဲ့ဒီကျွင်းတွေကိုဥချတတ်တာပါ။6ဘက်ကြာပြီးရနောက်မှာဥတွေပေါက်လာတတ်ပါတယ်ရှင်။ငမန်း တကြိမ်ကိုဥသုံးလုံးသာဥထပ်ပြီးတော့ဖွံ့ဖြိုးလာဖို့အတွက်6လအချိန်ယူရတာပါဥရဲ့ထူကြတဲ့ပုံမှန်သဏ္ဍာန်တွေကတားလောင်းတွေကိုတားရဲကောင်အန်တီကနေကာကွယ်ပေးပြီးမမြင်နိုင်တဲ့တခြားအန်တီတွေကနေလည်းကာကွယ်ပေးနိုင်ပါတယ်ဥမာအနေနဲ့ဆိုရင်တော့စပရင်ပုံစံရှိနေတဲ့ဥကြိုပါတဲ့ငမန်းဥတွေကတားရဲကောင်တွေကိုမျိုးချဖို့အတွက်အလုံးကိုခက်ခဲပါလိမ့်မယ်ရှင်ရှခိုးကောင် ရှခိုးကောင်တွေကဥတွေကိုအမြုပ်ပုံစံဥတက်ပြီးအကာအကွယ်တစ်ထပ်အပေါ်ကနေကာကွယ်ပေးထားတတ်ပါတယ်။အဲရီဥအစုတွေကိုပင်စီသို့မဟုတ်တက်ကိုင်းတွေမှာတွေ့ခဲ့တဲ့အခါမှာအမဲဥလိရှင်နေပြီးတခါတည်းရံမှာမြေပြင်ပေါ်မှာလည်းဥတာပါတယ်။ဥတွေကစောင်းတွင်းနဲ့ပူလွန်းတဲ့အချိန်တွေမှာတော့မှ အသက်ရှင်နိုင်ပြီးတော့ຫນွေဥရသည့်အချိန်မှာဥပေါက်တတ်ပါတယ်နော်။နှစ်ကြီးကောင် နတ်ကြီးဥရေကမှန်တပ်ပယ်နဲ့ဆင်တူပါတယ်။ဘာကြောင့်တလို့ပြောရတလဲဆိုရင်တော့သူတို့ကဥရေကို10စင်တီမီတာမြင့်တဲ့ဝါယာကျိုးမြင့်လိုအမြင်ပေါ်မှာဥတက်တာကြောင့်ပါပဲ။အမရေကအဲ့ဒီအမြင်တွေကိုအပင်ပေါ်မှာပြုတ်လုတ်တက်ပြီးဥဥပြီးတဲ့အခါမှာအပင်အောက်ဖက်ကိုဆင်းလာပြီးတော့အာပြေဖို့အတွက်ဖြုတ်စင်းတွေကိုစားတတ်ပါတယ်ရှင်။မီးပုတ်တဲ့ မီးပုတ်တင်တွေကပုတ်တင်ပေါက်လေးတွေကိုအကောင်လိုက်မွေးတက်ပါတယ်မီးပုတ်တင်တွေကမွေးပြရနဲ့ချက်ချင်းဖွင့်ပြလာပြီးရေကူးနိုင်အစာပါချက်ချင်းစားနိုင်ပါတယ်သူတို့တွေကရေငြိမ်တဲ့နေရာတွေမှာတန်ရှင်းရပြုတ်လုပေးနိုင်ပါတယ်ဥမာအဖြစ်တောင်စာရည်နဲ့ရေကန်တို့လိုပေါ့နော်မိဘုတ်တဲ့အမတကောင်ကအကောင်90ထိပေါင်နိုင်ပြီးရမားစွာကြာပြီးရဲ့နောက်မှာအလုံးကအတူတူကြီးထွားလာကြတာပါအဲ့ဒီတားလောင်းတွေဟာဆိုရင်တော့ရေထဲမှာရက်အနှဲငယ်နေုံနဲ့အလုံးစုံဖွံ့ဖြိုးနိုင်ကြပါရဲ့ရှင့် ကဲတခြားတရိတ်ဆန်တွေရဲ့မွေးဖွားခြင်းတွေကိုမြင်ဘူးတယ်ဆိုရင်တော့အကကောမန်လေးမှာပြောပြပေးတော့ပါအောင်နော်။ထပ်မြန်မာကိုအဆုံးထိချစ်ခင်ကြည့်ရှုပေးလို့ကျေးဇူးများကြီးတင်ပါတယ်။နောက်တစ်ခေါက်မှပြန်လည်ဆုံတွေ့ကြပါတော့နော်။ Bye bye ။